ကျွန်တော်ဂီတာသင်ပေးခဲ့တဲ့ဆရာလည်းဖြစ်ပါတယ်ကျွန်တော်ကသူ့ကိုဆရာချစ်လို့ခေါ်ပါတယ်ဆရာချစ်ဆရာသမားတွေကိုကြည်ရင်လည်းကြည့်ပြီးတော့တွားကြတယ်ပြီးတော့ပွဲတွေမှာတီးတဲ့ခါတွေကြာတော့လည်းပြိဿလေးရဲ့အပိမှုတော့နော်အဲရဲသူရဲ့အပိမှုလက်ခုပ်တန်တွေကလည်းအမကိုတွန်းအားဖြစ်စေတော့ပို့ပြီးစူးစမ်းတာပါ တိုင်းတော့လကောင်း recording နားတော့လကောင်းပေါ့နော်အဲအဲ့လိုမျိုးကကိုဟနဲ့ကိုပဲရှင်းပြနေတာပေါ့သူများတွေကတော့ကြည့်ပြီးတော့အားကြတာပေါ့အတူယူတာအတူယူစားရှိတာတွေအတူယူတာပေါ့ Come on baby latina just ီလိုမျိုးပေါ့တဲတဲပေါ့လူကမဲကိုယ့်ရဲ့ပွဲတိုင်းပွဲတိုင်းတော့လကောင်း recording နားတော့လကောင်းပေါ့နော်အဲအဲ့လိုမျိုးอ่ะကိုကိုဟာနဲ့ကိုပဲရှင်းပြနေတာပေါ့သူများတွေကိုတော့ကြည့်ပြီးတော့အားကြတာပေါ့အတူယူတာအတူယူစားရှိတာတွေအတူယူတာပေါ့ကျွန်တော်ဆရာဆုံးပဲမူနေဆရာဆိုင်ကဂီတာတင်နေဖွင့်တယ်လေ ကျေးဇူးတင်ပါတယ်။အဲဆရာဆိုးပွဲမှုအပြင်ဆရာဆိုင်နဲ့လည်းဆရာဆိုင်စီမှာလည်းတင် जा ခွင့်ရတာပေါ့နော်။အဲကနေတစ်ဆင့်ဘယ်လိုမှတွန်းအားတွန်းအားတွေဖြစ်ခဲ့တာပေါ့။အခြေခံပြိုင်ပွဲဒါမျိုးပြိုင်ပွဲတွေမရှိခဲ့ပေမဲ့လည်းကျွန်တော်တို့အဲ့လိုမျိုးပေါ့။အဲဘယ်လိုမှတကူရဲ့ဆရာသမားတွေကိုကြည့်ရင်းနဲ့ပြီးတော့တွန်းအားကြတာပြီးတော့ပွဲတွေမှာတည်တဲ့ခါကျကျတော့လည်းပြိသက်တွေရဲ့အပေးမှုပေါ့နော်။အဲရဲ့သူရဲ့အပေးမှုလက်ခုပ်တန်တွေကလည်းအဲ့မှာကိုတွန်းအားဖြစ်စေတော့ပို့ပြီးစူးစမ်းတာပေါ့။ ဆက်ဆိုင်တော့ကျွန်တော်အကိုကြီးလိုပါပါပါလေဟာ10လောက်ပါဆရာဆိုင်ကြတော့ကိုကူပဲမှုတို့ ਨੇ အဲစိန်ဘက်ပုံစံမျိုးပါအခြေလမ်းပြန်ဖို့ဝင်ဟုတ်ကဲ့ဟုတ်ကဲ့တင်မှုတယ်အခြေလမ်းပြန်ဖို့ဝင်ယူဆိုတော့ဟုတ်ကဲ့တင်နှန်းကြီးတောင်အကျွေးပေးအောင်ဟက်ကလိမပြရသေးဘူးမပေးနိုင်လို့အလကားတင်ပေးတယ်90အခြေလမ်းပြန်ဖို့ဝင်0အာမပြဒါပေမဲ့ ဟိုဟာတောင်းလည်းမတောင်းတော့ပါဘူးသူအဲ့လိုမျိုးစေတနာနဲ့လေအေးမတက်နိုင်တဲ့လူတွေသူစေတနာနဲ့အမြဲတမ်းသိပြီးကြတယ်ဟုတ်ကဲ့ကျွန်တော်အမြဲတမ်းပြောသလိုပေါ့ဒီကပြိုင်ပွဲမဟုတ်ဘူးကျွန်တော်အမြင်မှာတော့ပြိုင်ပွဲလို့မသတ်မှတ်ချင်ဘူးပေါ့နော်ဗာကျွန်တော်တို့ကိုရီကိုသွေးကျွန်တော်ရဲ့ talent တွေကိုဖော်ထုတ်တဲ့ပွဲပေါ့နော်အဲ့ကြောင့်လို့ဒီမှာစုမရသာလောက်အောင်အဲ့လိုမျိုးပေါ့နော် အပယ်ခံရသာလောက်အောင်ဘာမှအားငယ်စရာမလိုဘူးဒီပွဲကကိုယ့်ရဲ့ဘဝကြီးတစ်ခုလည်းမဟုတ်ဘူး ဒီပွဲကကိုယ့်ရဲ့ဘဝရဲ့နေရာလေးတစ်ခုပေါ့နော်တစိတ်တစိတ်သားလေးပေါ့ကျွန်တော်တကယ်တကယ်ကိုယ့်ရဲ့အချိန်ပြန်ပြောင်းရင်050ရုံးဝင်လာကိုယ့်ရဲ့ချပြမယ်ပြိဿကိုချပြမယ်ဟာတွေအချိန်တွေအများကြီးရှိသေးတယ်ဒါတွေကိုဆက်လက်ပြီးစူးစမ်းတဲ့လူကတော့အောင်မြင်သွားမှာပဲပေါ့နော်ဟာဟာ thank you ပါ